မင်္ဂလာပါကျမမနှင်းပါအဲကျမဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့အာကျမရဲ့မိတ်ဆွေတွေကပထမဗီဒီယိုလေးမှာ payroll tax နဲ့ပတ်သက်ပြီးတော့ပြောပြသွားတဲ့အတွက် payroll uh, w2 နဲ့ပတ်သက်ပြီး test pay ရတဲ့ဟာ social points တွေရလား social credit တွေရလားအာအရင်တုန်းကတော့ statement တွေရတယ်အခုကျတော့စာရွက်တွေမရအောင်ဆိုတော့တစ်နှစ်တစ်နှစ်အခွန်ဆောင်သားတဲ့ဟာ အပွိုင်းစီရလားဘလို့စစ်ဆေးရလဲသူရဲ့အခွင့်အရေးရပါလဲဆိုတဲ့ဟာကိုမေးကြပါတယ်အဲ့ဒီအတွက်နေပတ်သက်တဲ့အချက်လက်လေးတွေဘလို့စစ်ဆေးရလဲအကျိုးဆက်အကျိုးခံစားခွင့်ရပါလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်အခုကျွန်မရဲ့ website ကိုတောင်းရလဲဘလို့စစ်ဆေးရလဲဆိုတာကိုပြမှာဖြစ်တဲ့အတွက်အဲကျွန်မ screen share လုပ်လိုက်ပါမယ်ကောင်းပြီအဲ့ဒါဆိုတော့အခုကျွန်မ screen share လုပ်လိုက်တဲ့အခါမှာကျွန်မတို့ကကျွန်မတို့ social security medical အခွန်စောင့်ထားတဲ့ဟာတွေက W2 ဟောဝန်ထမ်းလုပ်လို့ W2 ကနေတဆင်ပေးတာပဲဖြစ်ဖြစ်ပေါ့နော် W2 မှာကျမတို့ရတဲ့လစာတွေမှာပတ်စံဖြတ်တယ်လေဖြတ်တဲ့ဟာတွေမှာအာ social security debt medical အတွက်ပေးတာပဲဖြစ်ဖြစ် W2 နဲ့မပေးဘဲနဲ့ကိုပိုင်းအလုပ်တွေလုပ်တဲ့လူတွေက self employed တွေက self employed tax 15%ကိုပေးတဲ့အခါမှာသူတို့ကလည်း social points ကိုတွားပါတယ်အဲ့ဒါလေးကို လုပ်ငန်းရှင်ပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့လုပ်ငန်းရှင်ပဲဖြစ်ဖြစ်เนาะဝန်ထမ်းလုပ်တဲ့လူပဲဖြစ်ဖြစ်ကိုယ်ကုမ္ပဏီကိုထောင်ပြီးတော့ကိုကပြန်ပြီးတော့ W2 နဲ့လာစာယူတဲ့သူပဲဖြစ်ဖြစ်ကိုရဲ့ points ကြီးတိချင်တယ်ဆိုရင်ဒီမှာကြည့်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကျမတို့က IRS မှာကြည့်ရမှာမဟုတ်ဘူးเนาะကျမတို့ကြည့်ရမှာ Social Security ဆိုတော့ SSA website မှာကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ကပထမဦးဆုံးက SSA website ကိုသွားမှာပါเนาะ ဲ့တော့ကျမတို့ဒီမှာအစင်တက်လေအအချိန်စေးဖြစ်အောင်ကျမဖွင့်ထားရဲဆိုတော့ကျမမှာရှိရဲအဲ့တော့ဒီမှာ www.ssa.gov ကိုသွားလိုက်တဲ့အခါမှာကျမမိတ်ဆွေတွေအကုန်လုံးကဒီ website ကိုတွေ့မှာပေါ့နော်။ဟုတ်ပြီ။အဲ့လို့ဆိုတော့ဒီ ssa.gov ကိုဝင်လိုက်တဲ့အခါကျရင်ကျမတို့ကဒီ page ကိုသူ့ရဲ့ home page ကိုရောက်သွားတာပေါ့နော်။ရောက်သွားတဲ့အခါမှာကျမက menu ကိုသွားလိုက်တာပေါ့နော်။ menu ကိုသွားလိုက်တဲ့အခါကျရင်ခုနကကျမမိတ်ဆွေတွေတိချင်တဲ့ no point တွေကဘယ်လောက်ရလဲ။ အာသူရဲ့အကျိုးဆက်တွေကျိုးခံစားခွင့်တွေကဘာလဲဆိုတာကိုဒီညမှာအလုံးရေးသားထားတယ်ဆိုတော့ဘယ်တော့မလဲအရင်ဆုံးခုနက statement တွေလိုချင်တယ်အရင်တော့ကျွန်တော်တို့စီကို social security office ကနေတစ်နှစ်တခါကျွန်တော်တို့အခွန်ဆောင်ခဲ့တဲ့ဟာတွေကဘယ်လောက်ရှိပြီ point တွေကဘယ်လောက်ရပြီအခုယနေ့ retire လောက်တော့မယ်เนาะအနားယူတော့မယ်ဟိဆိုရင် benefit ဘယ်လောက်ရမလဲဆိုတဲ့ statement တွေပို့ပါတယ်အခုကျတော့မပို့တာအတော်ကြာသွားပြီကျွန်တော်တို့ government မှာလည်း အဲ့ဒါမရှိတော့မပို့တော့မပို့တော့ကျမတို့ကကိုယ့်ဟာကိုအားလေးထည့်ပြီးတော့ဝင်ကြည့်ရမှာပေါ့နော်သိချင်တယ်ဆိုရင်အဲ့တော့လုံးမျိုးလုံးဖို့လို့အတွက်ဆိုရင်ဘာလုပ်ရမလဲဆိုတော့ကျမတို့ကအကောင့်ကို set up လုပ်ပါ။ Okay ကျမတို့ online account set up လုပ်ပါမယ်။